အားလုံးဝမ်းမင်းလာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ Gmail account ကိုတခြားဘသူတွေဝင်သုံးနေလဲဆိုတာကိုကိုယ့်အနေနဲ့စစ်ဆေးကြည့်လို့ရမယ့်နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Okay ပါဒီနည်းလမ်းလေးကိုသိချင်တဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လဲကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ Okay ပါဒီနည်းလမ်းလေးကိုလုပ်ဖို့အတွက်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲကကျွန်တော်တို့ Gmail software လေးတွေကိုဝင်ပေးရမှာဖြစ်ပါတယ်ဆိုတော့ Gmail software လေးတွေကိုဝင်လိုက်ပါ ဂျီမေးဆော့ဖ်ဝဲတွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ညာဘက်ပေါ်တောင်းမှာရှိတယ်ကျွန်တော်တို့ဂျီမေး logo လေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါဒီညကိုရောက်ပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ manage your google account ဆိုတဲ့ကျွန်တော်တို့အပြာရောင်စာတမ်းလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့နေနဲ့ထပ်ဝင်ပေးလိုက်ပါ ။ Okay ပါဒါဆိုရင်တော့ကျွန်တော်တို့ Google account ရဲ့ setting လေးတွေကိုရောက်သွားမှာပဲဖြစ်ပါတယ်။ဒီ Google account setting လေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒုတိယမြောက်မှာရှိတဲ့ security and sign in ဆိုတဲ့ကျွန်တော် top ပုံလေးနဲ့ပေါ့နော်။ဒီ setting လေးတွေကိုထပ်ဝင်ပေးရမှာဖြစ်ပါတယ်။ဆိုတော့ security and sign in ဆိုတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ။ ဒီကြက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအဖို့ကိုဆွဲတင်ပေးလိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ကျွန်တော် you are device ဆိုတဲ့ကျွန်တော်တက်ဘာလေးရအောင်မှာကျွန်တော် manage all device ဆိုပြီးတော့ဒီမှာနှစ်ဆိုပြီးတော့ပြနေတယ်ပေါ့နော်ဆိုတော့ဒီ manage all device ဆိုတဲ့ကျွန်တော် setting လေးတဲ့ကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါခင်ဗျာ okay ပါဒါဆိုရင်တော့ကျွန်တော်ရဲ့ gmail account ကိုဘယ်သူတွေဝင်သုံးနေလဲ var phone တွေနဲ့ဝင်သုံးနေလဲဆိုတာကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ ။ Okay ပါဒီညမှာဆိုရင်တော့ကျွန်တော်တို့အပေါ်မှာဆိုရင်တော့တော်တို့ Redmi Note 73 Pro Pro 5G ဆိုပြီးတော့ရှိပါတယ်။ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့ Redmi Bud SE ဆိုပြီးတော့ရှိပါတယ်။အကယ်၍မိတ်ဆွေတို့နေဒီညမှာတွေ့ရတဲ့ဖုန်းတွေပေါ့နော်။အကယ်၍ဒီညမှာဖုန်းနှလုံးသုံးလုံးတွေ့ရတယ်ဆိုရင်လည်းဒီညမှာတွေ့ရတဲ့ဖုန်းတွေထဲကနေမှာကျွန်တော်တို့ဒီအစိမ်းရောင်အမှန်ကြီးလေးပြထားတဲ့ဖုန်းကလွဲပြီးတော့တခြားဖုန်းတွေကိုကိုယ်အနေနဲ့လော့အော့လုပ်ပြရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တခြားဖုန်းတွေတွေ့ရမယ်ဆိုရင်တော့ကျွန်တော်တို့တခြားဖုန်းတွေကကိုယ့်ရဲ့ Gmail account ကို login ဝင်ထားတာလည်းဖြစ်နေနိုင်နေပေါ့နော်။ဒါမ မမို့ကိုရဲ့ဖုန်းနေပေါ့နော်အရင်တော့ကသုံးခဲ့တဲ့ဖုန်းတွေထဲမှာကိုအနေနဲ့ Gmail account ကို log အောင်မလုပ်ခဲ့မိတာမျိုးလည်းဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကိုရဲ့ Google account လေးကိုကိုအနေနဲ့တင်ရှားလေးအဲစနစ်တကျလေးအဲလုံလုံချုံချုံသုံးကျင်နေဆိုရင်တော့ကိုရဲ့ဒီဖုန်းကလွဲပြီးတော့တခြားဖုန်းတွေကိုကိုအနေနဲ့ log out လုပ်ပေးရမှာဖြစ်ပါတယ် ဆိုတော့ဒီနည်းလမ်းလေးကိုအသုံးပြုပြီးတော့မိတ်ဆွေတို့နဲ့ကိုယ့်ရဲ့ Gmail account ထဲမှာတခြားဖုန်းတွေ log in ဝင်ထားတာတွေ့ခဲ့ရမယ်ဆိုရင်တော့ကိုယ်အနေနဲ့ log out လုပ်ပြဖို့အတွက်ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တာကတော့ကျွန်တော်တို့ရဲ့ Gmail account ကိုတခြားဘသူတွေ log in ဝင်နေလဲခိုးသုံးနေလဲဆိုတာကိုစစ်ဆေးကြည့်လို့ရမယ်နည်းလမ်းလေးနဲ့ log out လုပ်ပြလို့ရမယ်နည်းလမ်းလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Okay ပါဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းနေတာတွေရှိရင်လည်းဒီဗီဒီယိုလေးကို comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာ။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။